အခုဒီမြန်မာစစ်တပ်အကုန်လုံးကပေါ့နော်တရုတ်စစ်သားလိုတော့ပြောလို့ရတရုတ်ရဲ့လက်ဝဲကန်စစ်တပ်ပုံစံမျိုးဖြစ်သွားတာတွေကျွန်တော်မြင်ရတယ်ပေါ့နော်မြန်မာစစ်တပ်ကပေါ့နော်တကယ် professional စစ်တပ်မဟုတ်တော့ဘူးအဲသူတွေသူတို့ရဲ့စစ်သားတွေကဓမြတွေလိုမျိုးသခိုးတွေလိုမျိုးဒါပေမဲ့ surrender လုပ်တာကျမတို့လူချင်းတဲ့လူမျိုး surrender မဖြစ်သွားပဲနေသူတရုတ်ကသွားပြီး surrender လုပ်တယ်။ဟုတ်ဟုတ်ဆိုသူဆိုလို့ရှိရင် main online ကတရုတ်စစ်ဘိုလ်ချုပ်ကြီးဖြစ်သွားတယ်။ tipping point နဲ့ပတ်သက်ပြီးတော့ဗောနော်အဲ tipping point ဒါကျော်သွားပြီဆိုပြီးတော့ဒါကျွန်မပြောခဲ့တဲ့ဟာနဲ့ပတ်သက်လို့ရှုရကြရလေဒီဟာကိုတေးချာနားမလည်တဲ့ပုံစံမျိုးပဲလို့တော့ကျွန်တော်ယူဆမိတယ်ဗောနော်အဲဆိုတော့ဒါကျွန်မပြောခဲ့တဲ့ဟာကဒါကျော်သွားပြီဗောနော်ဒါပေမဲ့သူတို့ရဲ့အမြင်မှာကြတော့ဘယ်မှာလဲ tipping point ဆိုတဲ့ပုံစံမျိုးလေးပြောနေကြရည်လည်းရှိတယ်ဗောနော်ဆရာမအဲ့ဟာနဲ့ပတ်သက်လို့လေတေချာရှင်းရှင်းလင်းလင်းလေးမြင်သွားအောင်ဗောနော်ဆရာမနည်းနည်းလေးပြောပြပြပါအောင်ဟုတ်ဟုတ်ပြီ so လူတွေကတစ်ခါလေးကျရင် tipping point နဲ့ turning point ကိုအတူတူပဲလို့ထင်ကြရတယ် ညာသူတို့အများအားသုံးနှုံးလိုက်တခါလေးရန်ချစ်ပွင့်ပွင့်သုံးလိုက်တခါလေးရန်ထွန်းအမှန်မှာတော့ tipping point နဲ့ turning point ကနှစ်ခု check ကချားတယ် tipping point ကြတော့ဘာကြောင့်လဲဆိုတော့အဲ့ဒီဥစ္စာဖြည်း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 နဲ့ဖြည်း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 ရွေ့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 ဘယ်နောက်ဆုံးကြတော့လို့ဖြစ်သွားတာ right so အဲ့ကြောင့်မလို့ tipping point ကြတော့ပြန်ပြီးတော့ဟိုပြန်ပြီးတော့လှည့်လို့မရဘူး tipping point တစ်ခုဖြစ်ဖို့အတွက်ကလည်းအကြီးဖြစ်နေစရာမလိုဘူးဖြည်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 းနဲ့ရွေ့ပြီးတော့ ကြပါတယ်အဲ့လိုမျိုးပေါ့နော်အာ owning ကြတော့ turning point ကြတော့အရေးကြီးတဲ့အရင်တစ်ခုဖြစ်ပြီးတော့ boom ဆိုပြီးတော့ turning point ဖြစ်သွားတယ်ဒီ turning point ကြပြန် turn လုပ်လို့ရတယ်ပြန်ပြီးတော့ပြန် turn လုပ်လိုက်လို့ရ right ဆိုတော့အာကျမပြောတာ tipping point ကိုတမင်ကပြောတာစစ်တက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ကြီးလိုက်တဲ့အခါမှာ agri light စားတာတွေနောက်ပြီးတော့အခုဆိုလို့ရှိရင်ကျမအများပြောနေစစ်တက်ကမြန်မာစစ်တက်ကပေါ့နော်တကယ် professional စစ်တက်မဟုတ်တော့ဘူးသူတို့သူတို့ရဲ့ စစ်သားတွေကဓမြတွေလိုမျိုးသခိုးတွေလိုမျိုးရာဇဝတ်ကောင်တွေလိုမျိုးနော်လူရောင်လူကုန်ကူးတာတွေအဲ့ဒီဥစ္စာတွေလုံနေတဲ့အဲ့ဥစ္စာအဲ့ဒီဥစ္စာကတကယ်ဒီတကယ်စစ်တပ်မဟုတ်တော့ဆိုတော့ဒီစစ်တပ်အနေနဲ့အခုရှိနေတဲ့မြောင်းလိုင်းရဲ့ you know စစ်တပ်ကစစ်ရာဇဝတ်ဘယ်ဘယ်တော့မှဒီဟိုနေပါလေခုမဖြစ်ခင်က professional စစ်တပ်လိုမျိုးဘယ်လိုမှ ြန်မဖြစ်နိုင်ပြန်မရနိုင်တော့အဲ့ဒီဥစ္စာကိုပြန်တော့အဲ့လိုမျိုးလုံနိုင်ဖို့အတွက်ကအနှစ်10နှစ်လောက်ကြာလိမ့်မယ်ဟုတ်ကဲ့ဘာလို့ဆိုသူတို့ခောက်ယူကြပါပြီဟုတ်နော်တယောက်ငယ်သားတွေဟိုဟိုနဲ့ဟိုကိုယ့်ရဲ့အောက်မှာရှိနေတဲ့လူတွေကိုလည်းမဆောင်ချဘူးအဲ့ဒီငယ်သားတွေကိုဘလို့နီးနဲ့ဘာလဲဘူလီလောက်ရမယ်ဘယ်လိုမျိုးဟိုပါလေလူလေ no ကောင်းမှုဖြတ်ရမယ်အဲ့ဒီဥစ္စာပဲစဉ်းစားနေဒီဥစ္စာတကယ်တော့ဒါကောင်းတဲ့ effective ဖြစ်တဲ့အာခေါင်းဆောင်မှုတစ်ခုမဟုတ်ဘူး ကောင်းဆောင်မှုမဟုတ်ဘူးဆိုတော့အဲ့ဒီဥစ္စာပြန်ပြင်ဖို့အတွက်က reform လုပ်ဖို့အတွက်ကအနည်းဆုံး one decade เนาะအနည်းဆုံး10နှစ်လောက်လိုအပ်တယ်ဆိုတော့ so 1027အဲ့ချိန်မှာကျမပြောရမလားအဲ့ဒီဥစ္စာကမျက်နှာဖုံးပေါ်သွားတယ်အဲ့ချိန်မှာကျမကျမအမြဲတမ်းပြောရတယ်အဲ့ဒါ tipping point ရောက်သွားတယ် tipping point အဲ့ဒီရောက်ပြီးတဲ့အခါမှာ main online မှာဗာလဲအာဗာလဲ decision ဆုံးဖြတ်ဖို့လိုအပ်လာ ်ငါပြည်သူလူထုကိုဒူးထောက်ပြီးတော့လက်မြောက်ပြီးတော့အညံ့ခံမလားဒါမှမဟုတ်တခြားလူကိုလုံမလားဟုတ်ဟုတ်အဲ့ဒီအချိန်မှာတိတဲ့အတိုင်းပဲသူဝန်င်းကိုတရုတ်ကိုသွားပြီးတော့ဒူးထောက်လက်မြောက်အညံ့ခံလိုက်တယ် right အဲ့ဒီဥစ္စာပို့ပြီးတော့ထင်ရှားတာကဒီအာသူဝန်င်း PSC เนาะအာ private security company เนาะဒီဝန်င်းဟိုတရုတ်ရဲ့ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဘာလုံခြုံရေး company တွေကိုမြင်မှာအမှမဒီတုတ်ကလေးကလုံခြုံရေး company တွေတရုတ်ထဲမှာအဲ့ဒီဥစ္စာတွေက PLA နော် People Liberation Army တရုတ်စစ်တပ်နဲ့မကင်းဘူးဟုတ်ကဲ့ဆရာသူတို့တွေကအဲ့တရုတ်စစ်သားတွေတရုတ်စစ်သားတွေကဒီနေ့ဒီဒီသူတို့ကို uniform ချပြီးတော့ဒီဥစ္စာဒီ company ရဲ့ uniform ကိုဝတ်ပြီးတော့လာဒီကွာလုံးမှာလိုက်ကြည့်လိုက်အဲ့လိုလှုပ်ထားတဲ့ဝင်င်းမှာနိုင်ငံတိုင်းမှာသူတို့ရဲ့ အာဗာလေအာအချုပ်ချာအာနာပေါ့နော်အများကြီးပြောက်တယ်။အော်ဆိုဒီဥစ္စာမင်းအွန်လိုင်းအနေနဲ့တရုတ်စစ်တပ်ကိုခေါ်လာတာ။ နော်သူကိုနိုင်နေတယ်အခုဆိုလို့ရှိရင်သူကိုနိုင်လေကျွန်မပြောချင်တာတရုတ်စစ်ဗိုလ်ချုပ်ကြီးတယောက်ဖြစ်သွားပြီဟုတ်တယ်ကျွန်မတရုတ်စစ်တပ်စစ်ဗိုလ်ချုပ်တယောက်ဖြစ်သွားပြီ right သူလုပ်တဲ့ဥစ္စာတရုတ်အတွက်ပဲဘာလို့ဆိုဒီဥစ္စာတရုတ်ကမြန်မာနိုင်ငံမှာရှိတဲ့တယံဇာတ်တွေပဲအားလုံးယူပြီးတော့မြန်မာနိုင်ငံမှာကြံခဲ့မှာကဒီဒီအာပတ်ဝန်းကျင် ဆုံးရှုံးမှုတွေပတ်ဝန်းကျင်မှာဟိုနည်းနည်းသိတယ်မလားဟိုဗါလေအစိတ်တွေဖြစ်သွားဟို ဟိုမြစ်တွေပျောက်မယ်မြစ်တွေအစိတ်တွေခတ်မယ်ဟိုနင်းနေဗာလေဒီမြေကြီးတွေဟိုနင်းအားလုံးနဲ့မှာဟိုနင်းအစိတ်တွေဖြစ်မယ်ဘာမှဗာဗာလေဟိုဘာမှစိုက်ပြွေးမလုံနိုင်တဲ့ဥစ္စာတွေအဲ့လိုပဲကြံသွားလိုက်တော့မယ်ဆိုကြည့်ပါလားခုဆိုလို့ရှိရင်မြစ်ဆုံးတဲ့မြစ်မြစ်ဆုံးကိုသူပေးလိုက်မယ်အဲ့မြစ်ဆုံးလုံးလိုက်လို့ရှိရင်မြစ်ဆုံးကြီးတစ်ခုကရေရာဝီးတစ်ခုတော့ခန်းသွားလိုက်မယ်အဲ့ဒါကိုသိကျင်လို့ရှိရင်သူတို့ဗာမီခေါင်းမှာမဲခေါင်းမြစ်မှာဘာလုံနေလဲဆိုတော့သွားကြည့်လိုက် ဟုတ်ကဲ့ဆရာမဟုတ် right so now တခုကျ AI ဝီမြင့်က AI ဝီမြင့်ဆိုတဲ့ဥစ္စာမြင့်တယ်မကပေါ့နော်အဲ့ဒီဥစ္စာမြန်မာပြည်မြန်မာလူမျိုးဒီမြန်မာဒေသမှာနေတဲ့လူမျိုးရဲ့အာ identity နော်ဟိုယဉ်ကျေးမှုနဲ့ပတ်သက်တယ် AI ဝီမြင့်မရှိဘူးဆိုမြန်မာရဲ့ identity လည်းပြောက်ကောဟုတ်တယ်မြန်မာဆိုတဲ့လူမျိုးကအဲ့ဒီ AI ဝီနဲ့ခံပြီးတော့တွဲပြီးဟုတ်ပါလေ ရှင်းတန်လာတာလေသိတယ်မလားဖြူခစ်တို့ဘာတို့အဲ့အဲ့ဒီဥစ္စာတွေအားလုံးဒီအေယာဝတီမြစ်ကိုမိခိုးပြီးတော့အေယာဝတီမြစ်အနောက်မှာကြီးလာဆိုတော့ဒါအမျိုးတုံးတာပေါ့နော်ဒီအေယာဝတီမြစ်နဲ့အမျိုးတုံးအောင်လုပ်တာဆိုတော့အားလုံးပြန်ပြီးတော့ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟာ tipping point ရောက်သွားတယ်အဲ့ဒီအချိန်မှာ main online မှာသူကဟိုဗါလဲဆုံးဖြတ်ချက်ချရတော့မယ်ဘယ်ဘယ်သူ့ကို ဘယ်သူစီမှာ surrender လုပ်မလဲဘလို့ဘယ်သူကိုလည်းနဲ့ surrender လုပ်မလဲအဲ့အချိန်မှာ तू ကလူတွေကို surrender မလုပ်ဖင်နဲ့တရုတ်ကိုသွားပြီးတော့ surrender လုပ်လိုက်တယ်ဟုတ်ဆိုမှာဆိုတော့အခုအချိန်မှာကြည်လိုက်လို့ရှင်တရုတ်က you know so ဦးနေကိုချက်တော့ပို့ပြီးတော့တိမာပေါ့ဘလောက်လောက်အရင်တော့ဆိုလို့ရှိရင်တရုတ်ဦးနေဗာလဲစစ်တပ်တွေဒီထဲမဝင်အောင်ဘလောက်စစ်တပ်ရဲ့အဲ့တမိုင်းတစ်ခုလုံးမှာဟုတ်ဆိုမှာ ဘလို့စိုးရင်ပြီးတော့ဘလို့မျိုးကာကွယ်တာလဲပေါ့နော်ဟုတ်ကဲ့ဆုံးပါအဲအဲ့ဒီရောက်မလို့လေသူတို့ရဲ့သူတို့လုတ်ထားတဲ့2008အာ constitution သူတို့လုတ်ထားတဲ့အခြေခံဖွဲ့စည်းပုံမှာလဲပြောထားတယ်ဒီဥစ္စာ foreign ဟိုပြည်ပကပေါ့နော်အာဘာလဲစစ်စစ်စစ်တပ်ဖွဲ့တွေလုံးအဲ့ဒီဥစ္စာပြင်လိုက်တယ်လေဟုတ်အဲ့ဒီဥစ္စာဒီဒီလာနိုင်ဖို့အတွက်သူပြင်လိုက်တယ်လေဟုတ်တယ်ဆိုရင်ဟုတ်ပေါင်တွေကနေလုတ်မယ်ပေါ့အဲ့လိုပြင်လိုက်တယ် ဆိုအဲ့ဒီဥစ္စာတွေကကျွန်မတို့ပြတာဒီဥစ္စာ tipping point ရောက်သွားပြီရဲ့ဒီချိန်မှာ तू ဘာလဲဒီဥစ္စာ surrender လုပ်တယ်ဒါပေမဲ့ surrender လုပ်တာကျွန်မတို့လူချင်းတဲ့လူမျိုး surrender မဖြစ်သွားပဲနေဆိုတော့တရုတ်ကသွားပြီး surrender လုပ်တယ် yeah ဟုတ်ဟုတ်ဆိုသူဆိုလို့ချင်းမဲအောင်လိုင်းကတရုတ်စစ်ဘိုလ်ချုပ်ကြီးဖြစ်သွားတယ်ဟုတ်တယ်ဆရာမအဲရှေ့မှာဒါဆရာမပြောတဲ့ဟာတွေလည်းတကယ်အမှန်ပဲပေါ့နော်ဒါမင်းအွန်လိုင်းကအဲလောကဒီတရုတ်ရဲ့စစ်ဘုတ်ကျုပ်ဖြစ်သွားတယ်ဆိုတဲ့ဟာကတကယ်ကိုအခုလက်ရှိမှာမြင်နေရတာအဲ့ပုံစံတိုင်းမြင်နေရတာပေါ့ဆရာမ ဒီခုတူနိပညာယူတာပဲဖြစ်ဖြစ်ပေါ့နော်ဒီစစ်သားတွေဒီဒီခုနဒီလုံခြုံရေးကုမ္ပဏီတွေတွင်းတာမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်သူအများတန်းမှာသူတို့ကြွေးကြော်ခဲ့တာရှိတယ်ဆရာမရဲ့ဒီဆောင်ပုတ်တွေပုံစံမျိုးနဲ့ပေါ့နော်ပြပအာကိုပစိန်ရိုးဘာညာဆိုပြီးသူတို့ကြွေးကြော်ခဲ့တာရှိတယ်ဆရာမရဲ့ဒါပေမဲ့သူတို့ကိုယ်တိုင်ပဲအဲဥစ္စာကိုပြန်ပြီးတော့ချိုးဖောက်တယ်ပေါ့နော်အဓိကတော့ပြည်သူစီမအညံ့ခံမှာဆိုးတဲ့အတွက်ပေါ့နော်ဒီအာဏာလက်မလွတ်ရရေးကိုဒါတရုတ်ကိုသွားပြီးတော့အဖူကက်ပြီးတော့ပေါ့နော်အဲငါ့ကိုမင်းကြိုက်လို့ခိုင်းပါတော့ဆိုတဲ့ပုံစံမျိုး တွားလုတ်ခဲ့တဲ့ဟာကြီးอ่ะဒီအခုစစ်စင်ရေးတွေမှာလည်းမြင်ရတယ်ဗောနော်အဲပြီးတော့ဒီဟိုဒီတချို့နေရာတွေကိုပြန်ပြီးတော့သူရတယ်ဆိုတာလေဒီလိုပုံစံမျိုးနဲ့သူရခဲ့တာဗောဆမိုင်းရဲ့ဆမိုင်းပြောတဲ့ဒီနိုင်ငံရဲ့တင်ရန်စာတတွေအပေးယူကိစ္စမျိုးတွေနဲ့သူလုတ်ခဲ့တယ်အဲလုတ်ခဲ့ပြီးရတယ်သူ့ကိုဟိုမျိုးပြန်တောင်းပေးပါဒီမျိုးပြန်တောင်းပေးပါဆိုတဲ့ပုံစံမျိုးတွေနဲ့လုတ်တော့အခုဒီမြန်မာစစ်တပ်အကုန်လုံးကဗောနော်တရုတ်စစ်သားလိုတောင်ပြောလို့ရတယ် တရုတ်ရဲ့လက်ဝဲကန်စစ်တပ်ပုံစံမျိုးဖြစ်သွားတာတွေကျွန်တော်မြင်ရတယ်ဗောနော်ဒါကတော့တကယ်ကိုဒါစိတ်မကောင်းစရာဗောနော်အဲအဓိကတော့သူတို့လုပ်နေတဲ့အလုပ်တွေကဒီပြည်သူအတွက်မဟုတ်တော့ဘဲနဲ့တရုတ်အတွက်ဆိုလဲပုံစံမျိုးတွေသွားဖြစ်နေတာဗောအဲတရုတ်ကလည်းဒါမျိုးပုံစံမျိုးကိုသူတို့ဟိုပို့ပြီးတော့ဖြစ်စီကျင်တာဗောနော်အဲအဲအကြောင်းလို့လဲသူ့ကိုဒါရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ရွေးကောက်ပွဲကအစဗောနော်သူလိုက်ပြီးတော့ပံ့ပိုးပေးတာမျိုးတွေရှိလာတယ်ဆမိုင်းအဲပြီးရင် သူခိုင်းတဲ့အတိုင်းလုပ်ပေးရမယ့်ပုံစံမျိုးတွေကိုလည်းသူတို့သဘောတူထားတာမျိုးတွေလည်းရှိလာတယ်ပေါ့နော်အဲပြီးတော့ဒါနိုင်ငံထဲကိုပထမဆုံးဒါတခြားနိုင်ငံကစစ်သားတွေခေါ်လာခဲ့တာကမင်းအောင်လိုက်ဖြစ်နေတယ်ပေါ့နော်အဲအကြောင်းမလို့လေအခုလိုအချင်းတွေမျိုးနဲ့သူရင်ဆိုင်နေရတယ်လို့လည်းဒါယူဆရတယ်အဲ့တော့ survive ပြောခဲ့တဲ့ဟာကခုနလိုမျိုးပေါ့နော်အဲ tipping point ပြီးတဲ့အချိန်မှာအဲသူရွေးချယ်ရမယ်ဒါရွေးချယ်မှုရှိတယ်ပေါ့နော်နှစ်ခုရှိခဲ့တယ်အဲ့ဒါက အဲလက်နှချာမှာတော့အမှန်ပဲသူအညံ့ခံမှာတော့အမှန်ပဲဒါပေမဲ့သူအညံ့ခံတဲ့နေရာကိုသူရွေးချယ်သွားတာကပြည်သူမဟုတ်ဘဲနဲ့တရုတ်ဖြစ်သွားတယ်ပေါ့နော်အဲအဲကြောင့်မလို့ဒီနေ့ဒီချိန်ဒီလိုမျိုးပုံစံမျိုးတွေကြုံနေရတယ်လို့လည်းယူဆရတယ်ဆိုမှရဲ့နောက်တစ်ခုကြတော့မြန်မာရဲ့တမိုင်းအောင်လည်းပြန်ကြည့်လိုက်နော်ဒုတိယကမ္ဘာစစ်မှာနော်ဂျပန်ဝင်လာတယ်ဂျပန်ဝင်လာပြီးတော့ဂျပန်ဘာလုပ်လဲဂျပန်ဘာလုပ်လဲဂျပန်ပြည်သူလူထုတွေကို ဟိုနေပါလေညှင်းဆဲတယ်နောက်ပြီးအဲ့ဂျပန်ကလည်းဒီ puppet ပေါ့နော်သူတို့ရဲ့ရုပ်သေးအာမြန်မာ government မြန်မာအစိုးရကိုခန့်တယ်ဟုတ်ဒါပေမဲ့သူတို့ရဲ့ရုပ်သေးပဲဟုတ်တယ်မှန်တာအဲ့ဒီဥစ္စာကိုမြန်မာလူမျိုးကပြန်ပြီးတော့ကန်ကန်ထုတ်ပါတယ်ဟုတ်တယ်ဆရာမကြီး see so အဲ့အတိုင်းပဲပေါ့နော်ဒါဒါဒါမြန်မာသမိုင်းမှာပြန်ကြည့်လိုက်လို့ရှိရင်လေဒီလိုမျိုးအပြပြပကဝင်လာတဲ့ဥစ္စာတွေကမြန်မာနိုင်ငံအတွက်ဘယ်တော့မှဟိုနည်း ကောင်းကျိုးကောင်းကျိုးမရှိ right ဆိုတရုပ်ဆိုပူတော်မှဆိုသေးတယ်အခုဆိုလို့ရှင်ဆိုတော့အာအာအခုဆိုနောက်ပြီးတော့တရုပ်အနေနဲ့လေသူတို့အနေနဲ့မြန်မာနဲ့မြန်မာအချင်းချင်းမြန်မာလူမျိုးပေါ့မြန်မာနိုင်ငံမှာရှိနေတဲ့လူတွေပေါ့နော်အားလုံးတိုင်းသားတွေအားလုံးတယောက်နဲ့တယောက်နဲ့ဗာလဲ fight လုပ်နေလေလေနော်သူတို့တွေဘာမှလုပ်စရာမလိုဟုတ်တယ်ဆရာမ သူတို့တဲ့ဈေးပေါ်တဲ့ဈေးပေါ်တဲ့ဥစ္စာသူတို့ပိုင်းသူတို့ဦးနေတယ်ဆိုတော့ဆိုဆိုပြန်ကြည့်လိုက်မယ်ဆိုရင်မင်းအောင်နိုင်ရဲ့စစ်စစ်သားတွေကတရုတ်တရုတ်တွေလုတ်ပြီးတော့မြန်မာလူမျိုးတွေကိုဟိုနေမြန်မာမြန်မာနိုင်ငံမှာရှိနေတိုင်းရင်းသားတွေအားလုံးပေါ့နော်သူတို့လိုက်ပြီးတော့အာအာအဲတတ်နေတာပေါ့နော်တတ်နေတယ်လို့ပြောပြ ကြည့်ပါလားသူတို့ရဲ့သူတို့ရဲ့သုံးနေတဲ့ ammunition တွေညောဒီဒီကြီးစံနေပါရီအာတရုတ်ပဲတရုတ်လောက်တာကြီးပဲလေသိရမလားတရုတ်ရဲ့တရုတ်ရဲ့ဘုံနေတရုတ်ရဲ့လင်းမြန်နေတရုတ်ရဲ့သနတ်တွေတရုတ်ရဲ့အဲ့ဒီဥစ္စာတွေကမြန်မာလူမျိုးတွေအားလုံးတတ်နေတာဟုတ်တယ်ဆမ right ဟုတ်တယ်အမှန်ပဲဆမတရုတ်တွေကသူတို့ သူတို့စစ်သားတွေဟိုဗာလဲသူတို့စစ်သားတွေကဗာလဲဟိုနေမဲ့ဟိုဦးစီးပြီးတော့ဟိုကလုတာပဲလို့တကယ်တတ်တာကြတော့သူတို့မြန်မာဗမာစစ်တပ်ရဲ့ဟိုနေစစ်သားတွေမရောက်နိုင်စစ်သားတွေအုံချပြီးတော့လုဟုတ်ဟုတ်ဟုတ်ဆက်မဟုတ်အဲ့တော့ဒါအခုလေဒါမင်းအောင်လိုင်းကအဲ့လိုပုံစံမျိုးနဲ့ရွေးချယ်သွားတဲ့အတွက်သူဒီအဆုံးသက်ကိုတော့ပြန်အဲခုနလိုပေါ့နော်အဆုံးသက်လှမှာလဲမဟုတ်တော့သလိုပေါ့နော်ဒီစစ်တပ်က အရင်လိုပြန်လဲမဖြစ်နိုင်တော့ဘူးပေါ့နော်ဆရာမကြီးခုနပြောသလိုပေါ့နော်အဲအဲ့ဒီဟာကိုမှပဲသူတို့အခုအခုနောက်ပိုင်းဒီဆရာမကြီးဟိုကလိုက်ပြီးတော့စီယုံတာမျိုးတွေလောက်လာတယ်အဲသူတို့ရဲ့ဒီတူကောင်းဆောင်ပေါ့နော်ဆိုဝင်ကအစပေါ့နော်ဒီပြည်သူတွေကိုသူတို့ကိုအရင်လိုပြန်ချစ်ပေးပါဆိုတဲ့ပုံစံမျိုးလိုက်စီယုံတာမျိုးတွေလည်းလောက်လာတယ်ပေါ့နော်ဆရာမကြီးတကယ်တကယ်ကျတော့ပြည်သူတွေကလည်းနားလည်းနေပါပြီပေါ့နော်အဲတောက်လျှောက်မှာ အဲဒီပြည်သူပေါ်မှာဒါပြည်သူနဲ့တိုင်းပြည်ပေါ်မှာစေနာမရှိပဲနဲ့ပေါ့နော်အမြဲတမ်းတက်ဖြတ်တဲ့အလုပ်တွေပဲလှုပ်လာခဲ့တာဖြစ်တဲ့အတွက်ဒီချိန်မှတော့စမိုင်းပြောလို့ပဲစစ်တပ်ကအရင်လိုပုံစံပြန်ဖြစ်နိုင်ဖို့မလွယ်တော့ဘူးပေါ့နော်အဲဒီကြားထဲမှာစမိုင်းတခုထူးကြတာကအဲ့လိုမင်းအောင်လိုင်ကဒီထုတ်ပြန်ချက်တခုလှုပ်တယ်ပေါ့စမိုင်းအဲ့ဒါကဒီ PDF တွေကိုရည်ညွှန်းပြီးတော့ထုတ်ပြန်တဲ့ဟာပေါ့စမိုင်းအဲ့ဒါက PDF တပ်ဖွဲ့တွေကိုအလင်းဝင်ဖို့ဖိတ်ခေါ်တာပဲစမိုင်းဒါပေမဲ့ तू ကသွေးခွဲတဲ့ဟာတွေပါပါသေးတယ်ဒါအဲ့လို PDF တပ်ဖွဲ့နဲ့အတိုင်းသားတော်လိုင်းတပ်ဖွဲ့နဲ့သွေးခွဲတယ် အဲပြင်ပြည်သူနဲ့တခွဲတယ်ပြီးတော့ဒါ NUG အစိုးရနဲ့ NUCC နဲ့အဲအဲ့လိုမျိုးပုံစံမျိုးတွေသူတောက်လျှောက်သွေးခွဲတာမျိုးတွေလည်းလုတ်သွားတယ်လုတ်ပြီးမှသူကအဲသူတို့ရည်ရွယ်ချက်နဲ့ PDF တွေရည်ရွယ်ချက်နဲ့တူတယ်ပေါ့နော်အဲ PDF တွေလိုလားတာကလည်း ဒါဒီမိုကရေစီဒါဖက်ဒရယ်ပြည်ထောင်စုဒါတိဆောက်ဖို့အတွက်လိုလားတာပါအဲ့တော့ငါတို့ ਨੇ PDF တွေနဲ့ရွေးချယ်ချင်းညီမှန်းချက်ချင်းတူတယ်အဲ့ကြောင့်ငါတို့စီကိုလာပြီးတော့ပူးပေါင်းကြပါဆိုတဲ့ပုံစံမျိုးအလင်းဝင်ကြပါဆိုတဲ့ပုံစံမျိုး fake ခေါ်တာလေးရှိလာတယ်ဆရာမေအဲအဲ့ဥစ္စာနဲ့ပတ်သက်လို့လည်းဆရာမေအမြင်လေးပေါ့နော်မျှဝေပေးပါဦးဟုတ်อืม သူတို့မှလုတ်ဆရာတော့ရှာမရှိတော့ဘူးပေါ့နော်အဲ့ဒါမျိုးလိုက်အဲ့ဒါမျိုးတွေလိုက်ပြောနေရတာပေါ့နော်ဒါပေမဲ့လေသူတို့အမ်သူတို့ကလည်းအမြဲတမ်းဒီသွေးခွဲပြီးတော့လုတ်တဲ့ဥစ္စာသူတွေလုတ်လုတ်နေလုတ်ဟန်ပေါ့နော်ဆိုအရင်တော့ကတော့မသိရှာဘူးမြန်မာလူမျိုးတွေဒီဒီအရင်တော့ကတော်လန်ရေးဘက်တော်သားတွေပေါ့နော်ဒါပေမဲ့ဒီနှစ်ဒီခေတ်မှာသိသွားပြီဒီအဲ့ဒီသွေးခွဲတဲ့ဥစ္စာကိုပြန်ပြီးတော့တုံ့ပြန်တဲ့ဥစ္စာတယောက်နဲ့တယောက်နဲ့အမြဲတမ်းစကားပြောနေဖို့တယောက်နဲ့တယောက်နဲ့ dialogue တကယ်တော့အထင်မှားလို့ရှိရင်ငါဒီလိုမျိုးထင်သွားတယ်ပြန်ပြီးတော့ check လုပ်ပြန်ပြီးတော့သူတို့နဲ့စကားပြောပြီးတော့ငါထင်တဲ့ဥစ္စာမှန်ရဲ့လား right ဒါဒါအထင်မှားတာတွေအများကြီးရှိမယ်တမင်တကာသူတို့ကအလျောက်ဝင်ပြီးတော့အထင်မှားအောင်လုပ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအထင်မှားတာကိုမခံမဲနဲ့ကိုကတယောက်နဲ့တယောက်နဲ့အထင်မှားလာပြီဆိုရင်ချက်ချင်းအဲ့ဒီအထင်မှားနေတဲ့လူနဲ့ချက်ချင်း dialogue လုပ်ရအောင်မယ်စကားပြောရတော့ရဲရဲဝဝစကားပြောပါ right အခုအချိန်မှာစကားပြောတဲ့ဥစ္စာဘာမှကိုယ်အကုန်ကြမရှိဘူးဟုတ်ကဲ့ဆရာစကားပြောလိုက်စကားပြောကျွန်တော်ကခုနပြောဆိုခုနကျမပြောသွားတဲ့ဒီတယောက်နဲ့တယောက်နဲ့စကားပြောတဲ့ style ပြောင်းတာ so သွားပြီးတော့ဟိငါဒီလိုမျိုးနားလေသွားတယ်ဒီမင်းလှုပ်လိုက်တဲ့ဥစ္စာမင်းပြောလိုက်တဲ့ဥစ္စာအဲ့ဒါဟုတ်ရဲ့လားတကယ်ဟုတ်ရဲ့လားကျွန်တော်မှားွားတာလားမှားပြီးတော့အမြဲတမ်းစဉ်းစားကြည့်ငါမှားပြီးတော့နားလေသွားတာလားဆိုပြီးတော့အမြဲတမ်းပထမဆုံးစဉ်းစားကြပါ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမ No အမြဲတမ်းအမြဲတခုခုကြက်ကိုပါလဲကိုစိတ်ဆုပ်သွားပြီဆိုရင်อืมဒီမှာပထမဆုံးကိုပြန်စဉ်းစားပြီးတော့ငါမငါနားလေတာမှားပါတာလားပြန်ပြီးတော့ check လုပ်အဲ့လူနဲ့ပြန် check လုပ် check လုပ်ပြီးတော့မှအော်ဟုတ်ပြီအဲ့ဒီအချိန်မှာကျတော့ dialogue လုပ်လာလို့ရပြီတောင်းနေတောင်းနေစကားပြောတယ်ဆိုလို့ရှိရင်တခါလေးကြာရင်မှားပါပြန်တကယ်လို့တကယ်လဲမှားနေတယ်ဆိုအဲ့ဒီအချိန်မှာပြန်ပြီးတော့ negotiate လုပ်လို့ရတယ်တောင်းနေတောင်းနေ right ဆိုတော့ ဲ့ဒီဒီဥစ္စာတုံ့ပြန်မှုအတွက်ကဒီသွေးခွဲတာကိုတုံ့ပြန်မှုအကောင်းဆုံးကတယောက်နဲ့တယောက်နဲ့အများနဲ့ communication channel ပေါ့နော် communication channel အများနဲ့ဖွင့်နာပေးဖို့လိုတယ်တကားဖွင့်နာဖို့လိုအပ်တယ်အတယောက်နဲ့တယောက်နဲ့မကြောက်ပဲနဲ့တခါလေရဲရဲဝံ့ဝံ့သွားပြီးစကားပြောဖို့လိုအပ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဆိုအဲ့ဒီဥစ္စာအကောင်းဆုံးပဲဟုတ်ဟုတ်ဟုတ်တကယ်ဒါဒါကျွန်တော်ကျွန်တော်အခုဆိုဒါရှင်းရှင်းလင်းလင်းသိလဲရတယ်ပေါ့နော် သွေးခွဲဖို့တော့လုပ်နေတယ်စစ်ကောင်စီကသွေးခွဲတာတွေတောက်လျှောက်နေတယ်ဒါပေမဲ့သွေးမကွဲဖို့အတွက်ကျွန်တော်တို့ပြောနေကြရတော့ရှိတယ်ဒါပေမဲ့ကိုယ်တိုင်ကြုံနေရတဲ့လူကကြတော့ဗောနော်အဲ့လိုအတွေးတွေဖြစ်ဖြစ်မယ်ဆရာမရဲ့အခုဆိုသူပြောရတဲ့အထဲမှာဟုတ်တယ်စိတ်ဝင်စားစရာပါဆရာမအဲ့ဒါပါလဲဆိုတော့ဒီတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေကသူတို့ရဲ့နေမြေတွေချက်ထွေမှုအတွက်ကို PDF တွေကိုအတုံးချတာပါစည်းရတာပါဆိုပြီးတော့သူရင်ညွှန်းပြီးပြောသွားရှိရဆရာမရဲ့ ်နော်တကယ်သာအဲမြေပြင်မှာအဲ့လိုပုံစံမျိုးကြီးဖြစ်အောင်သူတို့ဖန်တီးခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဥစ္စာကသူတို့ပြောတဲ့ဟာကိုနားဝင်သွားတယ်ဆိုရင်အဲ့အတွေ့အကြုံဖြစ်မှာဆက်မှာဟိုဆိုတော့တဲ့ငါတို့တကယ်များအဲ့လိုတုံးချနေတာလားဆိုတဲ့ဟာမျိုးပေါ့နော်တွေးသွားမှာပေါ့နော်ဒါပေမဲ့အဲ့ဟာကဆောင်းကြီးပြောသလိုစကားပြောဖို့လိုတာပေါ့နော်ကျမပြောလို့ရေတုံးချတာလားဆိုတဲ့ဟာကိုမေးမေးဖို့ခွင့်ရရှိရမယ်မေးရမယ်ရေရဝင်းဝင်းစကားပြောရမယ်အဲ့ခါကျမှဒါတိုင်းသားတော်လိုင်းတက်ဖွဲ့တွေရဲ့စကားစံကိုလည်းပြန်ကြားရမယ်ဟာဘယ်နဲ့ ါတို့ကဘာကိစ္စနဲ့မင်းတို့ကိုဒီလိုအတုံးချရမှာလဲဆိုတဲ့ဟာမျိုးတွေအကြောင်းရင်းတွေအချက်လက်တွေထွက်လာတဲ့ခါကျတော့ဒါမင်းအောင်လိုင်ရဲ့သိခွဲတဲ့ဟာမအောင်မြင်တော့ဘဲနဲ့ပေါ့နော်ဒီကြုံရတဲ့အဖွဲတွေသိခွဲခံရတဲ့အဖွဲတွေကလည်းတကယ်ကိုရှင်းရှင်းလင်းလင်းသိသွားမှာပေါ့နော်အဲ့ဒါဟုတ်တယ်ဆိုမှဆမိုင်းပြောမှဒါဒါအဖွဲတွေပို့ပြီးတော့နားလဲကြတယ်ဟုတ် သွားမင်းရဲ့ခါမှာလဲဆွမဆွဲဆွဆွဲလို့မရဘူးဆွဆွဲလိုက်လို့ရှင် तू ကလည်းပြန်ပြီးတော့ပြုံးမယ်ကိုယ်ဆွဆွဲပြီးတော့ blaming shaming လို့မျိုးနဲ့သွားပြန်နင်တို့ငါတို့လုပ်တယ်မလို့မဟုတ်အမှန်မှဒီလိုမျိုးကျွန်တော်တို့နားလေသွားတယ်နော်နားရောက်တာပဲဖြစ်ဖြစ်ဒီလိုမျိုးသတင်းကြားတယ်ဒီလိုမျိုးနားလေတယ်ကျွန်တော်တို့ကျွန်တော်နားလေတာမှားတာလားကျွန်တော်တကယ်နားလေတာမှားတာကျွန်တော်မှန်လားဆိုအဲ့ဒါအဲ့ဒါကိုပြန်ပြီးတော့အဲ့ဒီကနေစပြီးတော့ dialogue လုပ်ဖို့လိုအပ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆောင်းပါရောအဲ့ဒီကနေစပြီးတော့ dialogue ဆိုအဲကြောင့်မလို့ခုနကကျွန်မပြောသားတယ် communication style တဲ့နဲ့တဲ့နဲ့ဆက်သွဲတဲ့စကားပြောတဲ့ style ကအဲအခုချိန်မှာ ပြောင်းဖို့လိုအပ်လာဟုတ်ကဲ့ဆောင်းပါရောဟုတ်အဲပြောင်းဖို့လိုအပ်လာစစ်တဲ့အနေနဲ့ပေါ့နော်လူတွေအားလုံးပူးပေါင်းဆောင်ရွက်လာလို့ရှိရင်သူတို့အကြောက်ဆုံးဟုတ်သူတို့အတွက်အန်တီရဲ့ရှိဆုံးပဲဆိုတော့အဲကြောင့်မလို့သူကမရရတဲ့အနေနဲ့သွေးခွဲတာပေါ့နော်သွေးခွဲတယ်ဆိုတော့ ဲကြောင့်မလို့လေတခုခုဖြစ်လာလို့ရှင်အဲ့ဒီဥစ္စာကိုပြန်တုံ့ပြန်ဖို့အတွက်အရေးကြီးဆုံးကတယောက်နဲ့တယောက်နဲ့နားလည်မှုအနောက်ပြီးတော့လူတွေကပြောတယ်ဘူးပေါင်းဆောင်ရွက်တယ်တခါလေကြားလို့ရှင်တယ်ကိုလုတ်တဲ့နီးနဲ့နောက်တယောက်လုတ်တဲ့နီးနဲ့မတူမတူတဲ့အခါကျတော့โอเคနင့်ပိုင်နဲ့လုတ်ငါပိုင်ငါလုတ်လုတ်လို့ရတယ်ဒါပေမဲ့တယောက်နဲ့တယောက်နဲ့မတိုက်နဲ့စီအဲ့ဒါပြဿနာကကို့ဘက်တော်သားအချင်းချင်းတိုက်နေကြတာ အဲ့ဒီဥစ္စာကိုကျမဟိုနေအဲ့ဒီဥစ္စာဟုတ်တယ်ငါမလုပ်နိုင်ဘူးငါငါလုပ်နေတဲ့ငါဒီလိုမျိုးဒီပဲဘယ်သွားကျင်နေဟိုတယောက်ကညာသွားကျင်နေသွားခိုင်းလိုက် right ကိုကညာပဲရတယ်သူကဘယ်ပဲရတယ်ဘာပဲပြီးလို့ရှိဒါမဲ့တယောက်နဲ့တယောက်နဲ့မတိုက်နဲ့လေနောက်ပြီးတော့နောက်တယောက်ကလာပြီးဟုတ်တယ်ငါညာပဲသွားတဲ့လူနဲ့လည်းလှုပ်ချင်တယ်ဘယ်ပဲသွားနဲ့လှုပ်ချင်တယ်ဒါဆိုသူကပြော no ညာပဲနဲ့လှုပ်လို့ရှိရင်ငါဘယ်ပဲသွားတယ်နဲ့မလှုပ်လို့မရဘူးဟိုဘက်ကလည်းအဲ့လိုမျိုး ဘယ်လိုမျိုးလို့ရလေဒီကိုမိုင်ကိုတက်တက်ဒီဘက်ကသွားတယ်ဒီဘက်ကသွားတယ်ဒါပေမဲ့အလဲရလာပြီးတော့ဟိုဘက်ကဒီဘက်ကိုဆက်ဆက်ပေးနေတယ်အဲ့လူတယောက်လို့ရလေဟုတ်ကဲ့ဟုတ်ကဲ့ဆောင်းဟုတ်ဆိုတော့ငါပဲလောက်တော့မှငါပဲဆိုငါငါလောက်တာပဲမှန်တယ်ဆိုတဲ့ဥစ္စာကိုကျွန်မပြောင်းစေချင်တယ်ဟုတ်ဟုတ်ဟုတ်ငါလောက်တာပဲမလူတိုင်းမှာဟိုဟိုနေ့အခုတလောပေါ့နော်ဒေါန်ဆန်းစုကြည်ရဲ့ဗာလေဗီဒီယိုလေးပြန်သွားတွေ့တယ်သူကဒီမိုကရေစီဆိုတာပေါ့နော်လူတွေရဲ့လုတ်ပိုင်ခွင့် အားလုံးအတူတူမဟုတ်ဘူးနော် one command one အဲ့ဒါအဲ့ဒါမဟုတ်ဘူးတဲ့ဒါ democracy ဆိုတာပေါ့နော်ကိုကိုရဲ့လုတ်ပိုင်ခွင့်နေရှိတယ်ဒါပေမဲ့နော်အဲတယောက်နဲ့တယောက်နဲ့ဘယ်လိုနည်းနဲ့ပူးပေါင်းဆောင်ရွက်ရမလဲတယောက်နဲ့တယောက်နဲ့မနာအောင်ပေါ့နော်အဲ consideration ဒီလိုမျိုးလုတ်လုတ်လုတ်ဖို့လိုအပ်တယ် right ဆိုတော့အခုချိန်မှာအာဒီကျမပြောချင်တာပူပေါင်းဆောင်ရွက်ရေးကအရေးကြီးဆုံးအဲ့ဒီဥစ္စာလေးစစ်တပ်ရဲ့အကြောက်ဆုံးပဲ အကျောက်ဆုံးအန်ဒီယရှိဆုံးအာသူတို့အတွက်အန်ဒီယရှိဆုံးတစ်ခုပေါ့နော်ခုနအဲကိုချက်ပြောသားသလိုပဲနော်တကယ်ပူပေါင်းဆောင်ရွက်တဲ့ဥစ္စာမှာဒီဒီမှာတွေ့တဲ့အခါမှာဘလောက်အောင်မြင်လဲရအောင်မြင်လဲဟုတ်တယ်ဟိုင်းတကယ်ပူပေါင်းဆောင်ရွက်နိုင်မှာဆိုအောင်မြင်မှုတွေကရရှိလာလိမ့်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမအဲဒီကကျွန်တော်အမြင်နေမတူတာတွေရှိမယ်အဲလုံနိုင်စွမ်းနေမတူတာတွေရှိမယ်ပေါ့နော်အဲဒါမဲ့ဒါ ဒီခုနလိုပေါ့ငါလုတာမှအမှန်အဲမင်းလုတာမှားတယ်ဆိုတဲ့ဟာမျိုးတွေလုံနေပဲနဲ့ကိုတက်နိုင်တဲ့အပိုင်းတွေမှာကိုတက်နိုင်လောက်သွားတာမျိုးတွေကပို့ပြီးတော့အဆင်ပြေစေတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့တိုက်ရမယ်ရန်သူကဘုံရန်သူကဒီတယောက်တည်းပဲအဲဒီမင်းအောင်လိုက်မယ်ဆိုတဲ့ဟာ focus yeah ပျောက်ဝင်သွားဖို့လိုတယ်ပေါ့နော် အချင်းချင်းကျွန်တော်တို့မလုံမုံသားတွေလုံနေမဲ့အစား ူလုံနိုင်တာကိုကိုတက်နိုင် အားပေးလိုက်ပေါ့နော်အဲကိုတက်နိုင်တဲ့ဟာလုတ်တဲ့ခါမှာလည်းသူလုတ်ပေးနိုင်တာရှိရင်လက်ခံလိုက်ပေါ့နော်အဲဒီလိုပုံစံမျိုးနဲ့ကျွန်တော်သွားမယ်ဆိုရင်ပို့ပြီးတော့ key ရောက်လဲဟုတ်တယ်ဆိုရင်ဒီဥစ္စာကကျွန်တော်ခုနောက်ပိုင်းမှာအတွေ့အကြုံများတဲ့ဟာတစ်ခုဖြစ်နေတာပေါ့နော်ဆိုရင်အဲကျတော့မလို့အဖဲနဲ့ကျွန်တော်ရဲ့အားအင်တွေကုန်ခန်းတယ်ပေါ့နော်တကယ်တော့ဒီအား Yes go focus ပြောက်သွားတယ် go focus ပြောက်သွားတယ်ကျမမှာတခြားလူတွေလာပြောနေတာပဲကျမကျမရဲ့ အဓိကကအဓိကရန်သူကဘသူလဲ right အဓိကရန်သူကဘသူလဲအဓိကဘုံ you know အဲ့ဒီဥစ္စာပဲသူတို့လာပြောတဲ့ထားထားလိုက်ထားထားလိုက်ဒီဥစ္စာကအခုချိန်မှာပြောနေကြမလို့ဟုတ် focus ဟုတ်ကဲ့ focus ဟုတ်ကဲ့ပါစတိတ်တယ်ဆိုတာ focus လို့ရ focus အဓိကတော့ဘုံရန်သူကိုမမေ့သွားဖို့မပျောက်သွားဖို့ပြင့်မတ်မပျောက်သွားဖို့လိုအပ်တယ်ဆိုတာလေးဆရာမကြီးတတိပေးပေးလို့တကယ်ကျေးဇူးတင်ပါတယ်ဗောနော် right အခုလိုမျိုးဒါ ဒါအပတ်စဉ်ပဲပေါ့နော်ဆရာမကြီးမအားတဲ့ကြားကနေပြီးတော့အချိန်တွေအများကြီးပေးပြီးတော့ပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းရေးအတွက်ရောတော်လိုင်းတက်ဖို့တွေအတွက်ရောတော့ပြည်သူတွေအတွက်ရောပေါ့နော်တည်တင်တည်ထိုက်တာတွေပြီးရင်ခုနလိုဒါအကြံဉာဏ်နေပေါ့နော်ဆရာဆရာမကြီးမြင်သမျှဟာကြီးပြုတ်ပြတဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်ဒါအဓိကတော့တင်ကြားပေးတယ်ပဲပြောပါတော့ပေါ့နော်အပတ်စဉ်လေးလဲဆက်ပြီးတော့ဆရာမကြီးပြန်မခံပေးပါဘူးလို့တောင်းဆိုပါတယ်ဆရာမကြီးဟုတ် Okay. အလုံးကြီးစီတမိုင်ကျမနေလဲ BBM ရဲ့အပြိသက်တယောက်ပါဆိုမနေ့ကျလာလို့ရှင်မြန် BBM ဖွင့်ပြီးတော့နားထောင်ပါလေ။ဟုတ်ကဲ့ပါကျမကြီးအခုအင်တာဗျူးလေးဖြစ်ပြီးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမကြီးဟုတ်။ Okay.